ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါ။ဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်းသားစင်သွင်းဖြစ်ပါတယ်။ကဲဒါဆိုရင်เนาะဒီခါတော့ဆရာတို့ Unit 11ရဲ့ Lesson 3ဖြစ်တဲ့ Must or Can ဆိုတဲ့သင်ခန်းစာလေးကိုတူတူလေ့လာကြမှာဖြစ်တယ်။ကဲ ဟုတ်ပြီကဲ must or can ဆိုတဲ့သင်ခန်းစာမှာဗာလိတာကြမ်းလဲဆိုတော့ဆရာတို့အဓိကအဖြစ် grammar ဘိုင်းကိုလေ့လာကြမယ်เนาะအဲ့တော့ဒီမှာကျတော့ဆရာတို့က the use of can and may can ကိုဘယ်နေရာမှာသုံးမလဲ may ကိုဘယ်နေရာမှာသုံးမလဲเนาะနောက်တော့ the use of must mustn't and can't เนาะအဲ့တော့ဟုတ်နာ must တွေ mustn't တွေနောက်တော့ can't တွေ must တွေเนาะ mustn't တွေเนาะအဲ့တော့ဘလို့တွေအဲ့ဓာတွေကိုသုံးပြမလဲเนาะဒီစာလုံးတွေเนาะအဲ့ဓာတွေကိုဆရာနဲ့တာသမီတို့နဲ့လေ့လာကြမှာဖြစ်တယ် နော်အဲ့တော့အရင်ဆုံးအားဖြင့်ဆရာတို့ခံတဲ့မီနဲ့ကိုကြည့်ကြရအောင်နော်ခံတဲ့မီနဲ့ကဘယ်လိုနေရာတွေမှာသုံးလို့ရမလဲဆိုလို့ရှိရင်နော် can and may are used to ဘာမှသုံးမလဲဆိုရင် ask for permission တခုကိုခွင့်တောင်းခြင်းတဲ့အခါမှာ can နဲ့ may နဲ့သုံးလို့ရတယ်နောက်တစ်ခုကကျတော့ grant permission grant permission ဆိုတာဗါလဲအခွင့်တောင်းတဲ့အဥ္စာကိုခွင့်ပြုတာအဲ့လိုခွင့်ပြုတဲ့အခါမှာ can နဲ့ may နဲ့နော်ဆရာတို့အဲ့လိုသုံးလို့ရတယ်အဲ့တော့ can နဲ့ may နဲ့ဘာမှသုံးမလဲ a ask for permission b grant permission ask for permission ဆိုတာပါလေသူများကခွင့်တောင်းတာတကူလုပ်ချင်လို့ရှင်ခွင့်တောင်းတဲ့အခါမှာသုံးမယ် b grant permission အဲ့ဒီခွင့်ကိုပြန်ပေးတဲ့အခါမှာသုံးပါတယ်အဲ့တော့အဓိကအဖြစ်ဆရာတို့ example လေးပြောကြည့်အောင် can i use your calculator please နော်မင်းရဲ့ကဏ္ဍပေါင်းစပ်ကိုငါသုံးလို့ရမလား can i use your calculator please အဲ့ဒါဒီဘာလုပ်တာလဲ ask for permission လောက်တာเนาะခွင့်တောင်းတာငါမင်းရဲ့ calculator ကိုသုံးလို့ရမလားအဲ့တော့ဆရာတို့ကနောက်တစ်ကြောင်းကြည့်အောင် you can use my calculator နော်အဲ့တော့ you can use my calculator ကဲအဲ့ဒါဆိုလို့ရှိရင်ဆရာတို့ကဘာလုပ်တာလဲ granting permission ဖြစ်သွားပြီအဲ့လိုဖြစ်လို့ရှိရင်ဘာလဲအေးမင်းငါရဲ့ calculator ကိုသုံးလို့ရပါတယ်ဒါတည်းကြီးဘာလုပ်တာလဲ granting permission သူ့ permission ပေးလိုက်တာခွင့်ပြုလိုက်တာမင်းသုံးလို့ရပါတယ်ကဲ as a may i use your calculator please နော်မေးနဲ့သုံးကြည့်မယ် may i use your calculator please နော်သုံးလို့ရမလားအဲ့ဆိုရင် ဘယ်လိုဖြစ်ရမလဲ yes you may use my calculator အဲ့လိုဖြစ်လို့ရှိရင်ရပါတယ်မင်းငါ့ရဲ့ calculator ကိုမင်းသုံးလို့ရပါတယ်ဒါဒီ grant လုပ်တာသူ့ကိုခွင့်ပြုလိုက်တာเนาะအဲ့တော့ granting permission လို့ခေါ်တယ်เนาะကဲအဲ့ဆိုရင်ဒါလေးတွေကိုသားသမီးတို့ကသိရမယ်เนาะအဲ့တော့ဥမာเนาะ can i watch tv after dinner เนาะ နော် after dinner နော်ညစာစားပြီးတော့ရှင် TV ကြည့်လို့ရလားအဲဆိုရင် you can watch TV after dinner စသည်အပြည့်နော် can i watch TV after dinner ပါလေအဲ့ဒါသည် permission တောင်းတာ ask for permission အကြည့်လို့ရမလားအဲ့တော့ yes you can watch TV after dinner ကြည့်လို့ရပါတယ်ဆိုတာအဲ့ဒါပါလေခွင့်ပြုချက်ပေးလိုက်တာခွင့်ပြုလိုက်တာဖြစ်တယ်နော်အဲ့တော့အမှမေနဲ့သုံးနေတဲ့အလိုပဲ may i watch tv after dinner tv ကြည့်လို့မရမလားနော် dinner စားပြီးရင် yes you may watch tv after dinner အဲဆိုရင်သူ့ကိုဘာလုပ်တာလဲခွင့်ပြုလိုက်တာဖြစ်တယ်เนาะအဲ့တော့ဒါတို့သမီးတို့ဒီမှတ်ထားမှာ can နဲ့ may ဒီဘယ်လိုနေရာတွေမှာသုံးမလဲ ask for permission ခွင့်တောင်းတဲ့အခါမှာဒါလေးကိုလုပ်လို့ရမလားတကူလုပ်လို့ရမလားခွင့်တောင်းတဲ့အခါမှာသုံးသလိုအဲ့ဒီဥစ္စာကိုလုပ်လို့ရတယ်ဆိုလို့ရှင်ပြန်ပြီးခွင့်ပေးတဲ့အခါမှာလည်းသုံးလို့ရတယ်။ကဲဒါဆိုရင်စကြည့်ကြအောင်။ 1. Match the sentences with the uses of can and may. Write A for asking for permission. or b for granting permission เนี่ยကဲခဲနဲ့မိနဲ့သုံးလုံးသုံးနည်းကိုဆရာတို့ကြည့်မယ် a လို့ရေးမယ်တဲ့ asking permission ခွင့်တောင်းတဲ့စာကြောင်းတွေ့ရင် a လို့ရေးမယ် b for granting permission ခွင့်ပြုရဲဆိုတဲ့စာကြောင်းတွေ့လို့ရှိရင် b လို့ရေးပါမယ်ကဲ example ကြည့်ရအောင် may i use your ruler for a few minutes မင်းရဲ့ပေရန်ကငါခဏလောက်သုံးလို့ရမလားတဲ့အဲ့ဒါဘာဖြစ်မလဲ a เนาะဘာဘာလို့နေရလဲ asking for permission ပေရန်လေးသုံးလို့ရမလားအဲ့တော့နောက်တစ်ခုကြည့်အောင် example you can use my dictionary if you want မင်းငါရဲ့ dictionary အပြည့်အံကိုသုံးကျင်လဲသုံးလေးအဲ့ဒါပါလေခွင့်ပြုလိုက်တာနော်သုံးကျင်မင်းသုံးလို့ရတယ်အဲ့တော့ပါလေ grant permission ဆိုတာ b ဖြစ်တယ်ကဲဒါဆိုရင်ဒါတော့ဒီမျိုးနဲ့ဆရာနဲ့တူတူဖြည့်ဆည်းကြတော့မယ်နော် one can i borrow your bicycle for a while ကဲငါမင်းရဲ့စပိန်ကိုခဏလောက်ငါလို့ရမလားကဲဘာလို့တာလဲ तू ကဟုတ်တယ်ခွင့်တောင်းတာဖြစ်တဲ့အတွက် a asking for permission ဖြစ်တယ်နော် ကဲဆိုရင် to ကိုကြည့်ပါအောင် you may use my umbrella for half an hour ngay ငါရဲ့အထီကို may half an hour là ဆိုတော့တနိုင်ခွဲလောက်တော့သုံးလို့ရလိမ့်မယ်အဲ့ဒါဒီဘာလုပ်တာလဲခွင့်ပေးတာ grant permission ဖြစ်တဲ့အတွက်ကြောင့် b လို့ရေးမယ် very good Three chi ဆက်ကြည့်ပါအောင် can i borrow your textbook for the weekend เนาะ for the weekend mình, ဒီစနေတနင်္ဂနွေအတွက်ငါမင်းရဲ့ textbook nó, ông เนาะဖတ်စာအုပ်ငှားလို့ရမလား can i borrow your textbook for the weekend ဘာလုပ်တာလဲ तू อ่ะ asking permission very good a เนาะခွင့်တောင်းတာဖြစ်တဲ့အတွက်ကြောင့် a ဖြစ်ပါမယ် for ဆက်ကြည့်ပါဦး may i go out for a while ခဏလောက်ကျွန်တော်အပြင်ထွက်လို့ရမလားအဲ့ဒါကိုဘာလုပ်တာလဲ permission တောင်းတာပဲเนาะခဏလောက်ကျွန်တော်အပြင်ထွက်လို့ရမလားအဲ့ဒါဒီ a very good 5ဆက်ကြည့်ပါဦး you can join a football team เอ้แม่งารู้เยบอลลงอะเถิงโดดๆลาโล join โลยาบาเร you can join a football team แกอะไรดีบาเลยဟုတ်တယ်เนาะ be okay very good 6ကိုဆက်ကြည့်ပါအောင် you may go home early today အဲမင်းဒီနေ့အိမ်ကိုစောစောပြန်လို့ရပါတယ်သူကဘာလုပ်တာလဲခွင့်ပေးလိုက်တာမင်းဒီနေ့စောစောပြန်လို့ရပါတယ်ဖြစ်တဲ့အတွက်ကြောင့် grant permission b ဖြစ်ပါတယ်ကဲဒါဆိုရင်ဒီတကဆရာတို့ဘာကိုဆက်လုပ်ကြမလဲเนาะဘာကိုဆက်ပြီးလေ့လာကြမလဲဆိုတော့ must เนาะ must ကတော့လေ့လာပြီးအဲ့တော့အခုနဟိုเนาะ can နဲ့ may နဲ့ပြီးတဲ့အခါမှာဒီက must ဒီပါလဲဆိုတော့ဟုတ်ဆက်ပြီးတော့ကြည့်ကြည့်ရအောင် အဲ must ကိုပဲနေရာမှာသုံးတယ်နော် must is used to express necessity or obligation အဲ့တော့ must ဒီနော်အဲ့တော့လိုအပ်မှုကိုဖော်ပြတဲ့အချိန်မှာနော်တာဝန်ရှိခြင်းတို့ကိုပြတဲ့အခါမှာသုံးတယ်အဲ့တော့ဥပမာ you must do it မင်းဒါကိုလုပ်ကိုလုပ်တဲ့နေနော်အဲ့မှာ you must come to school early မင်းကျောင်းကိုစောစောလာကိုလာရမယ်အဲ့တော့ must ဆိုတာလုပ်ကိုလုပ်ရမယ်လာကိုလာရမယ်နော်အဲ့လိုမျိုးပြ Must ဆိုတဲ့သဘောမျိုးကလုံးဝကိုဒါသူပြောပြလိုက်တာ you must come early to school ဆိုအကြောင်းကိုလာကိုလာရမယ်အဲ့လိုမျိုးနော်ဆိုတော့ must ဒီအဓိပ္ပာယ်ဆိုတော့ students must answer at least 4 out of the 6 questions အကြောင်းသားတွေကမေးခွန်း6ပုတ်ထဲမှာအနည်းဆုံး4ပုတ်ကိုဖြေကိုဖြေရမယ်တဲ့နော်အဲ့တော့လောက်ကိုလောက်ရမယ်ဆိုရင် must ကိုသုံးတယ်အဲ့တော့ဒီမှာ in most countries parents must send their children school school နော်အဲ့တော့ in most country နော်နိုင်ငံအများစုမှာမိဘတွေကသူတို့ကလေးတွေကိုအကြောင်းကိုပို့ကိုပို့ရမယ်အဲ့တော့ must ဒီဘာလဲလိုအပ်မှုကိုပြတယ်နော်အဲ့တော့လုပ်ကိုလုပ်ရမယ်ဒါဖြစ်ကိုဖြစ်တဲ့နဲ့ must နဲ့သုံးပါမယ်ကဲဒါဆိုရင်ဇာတ်နောက်တစ်ခုကြည့်ကြရအောင် can't and mustn't are used to express prohibitions နော်အဲ့တော့ဒီမှာ can and mustn't ကိုကြည့်ကြရအောင်နော် can't ရဲ့ mustn't ရဲ့ဘာမှသုံးမလဲ can't နော် can ဆိုတာဒါ cannot ရဲ့ဒါအတူကောက်ကြည့်တာ mustn't ဆိုတာဗာလဲ must not ရဲ့အတူကိုရေးထားတာကဲတော့ can နဲ့ mustn't ကိုဘာမှသုံးလဲ are used to express prohibitions နော် prohibitions ဆိုတာတားမြစ်တာနော်အဲတခုကိုမလုပ်ရဘူးနော်ဒါအဲ့ဆိုရင်တားမြစ်တယ်အဲ့တော့ in other words there are used in the sense not allow or permitted to ဒါကိုလုံးဝခွင့်မပြုပါဘူးဒါကိုမလုပ်တော့တားမြစ်ပိတ်ပင်နေဆိုရင် can't mustn't သုံးပါမယ်နော်အဲ့တော့ you can play football in the park နော် you mustn't drop rubbish on the floor you can't play football in the park မင်းဒီဥယျာဉ်ထဲမှာနော်ပန်းခြံထဲမှာမင်းဘောလုံးကစားလို့မရပါဘူးနော် you mustn't drop rubbish on the floor မင်းကြမ်းပြပေါ်အမိုက်တွေမပစ်ချရဘူးနော် you mustn't come to school without uniform ကျောင်းကို uniform မဝတ်ပဲနဲ့လာလို့မရပါဘူးနော်အဲ့လိုမျိုးအဖြစ်နော်မလာသင့်ပါဘူးစသည်အဖြစ်နော်ကဲအဲ့တော့ you can't come to school without uniform နော်ကျောင်းကို uniform မပါဘဲနဲ့လာလို့မရပါဘူးအဲစသည်အဖြစ်သူကတခုကို can't တို့ mustn't ဆိုတာပါတယ်တားမြစ်လိုက်တာနော်အဲ့တော့ not လေးထည့်ပြီးတော့တားမြစ်လိုက်တဲ့သဘောဖြစ်တယ်ကြည့်ဒါဆိုရင် do ကိုဆက်ကြည့်အောင် match the two parts of each sentence so write the sentence in your exercise book the first one is done for you ကဲအဲ့တော့ဆရာကြည့်ကြည့်အောင်နော်1 you must obey တဲ့ဘာဖြစ်မလဲ you must obey ဟိုဘက်မှာ yes see all school rules you must obey all school rules မင်းကျောင်းစီကနေအကုန်လုံးကိုဘာလုပ်ရမလဲ like ကိုလိုက်နိုင်ရမယ် must okay to ကြည့်အောင် you must keep your desk ဘာဖြစ်မလဲမင်းရဲ့စာကြည့်စပွဲကိုဘာဖြစ်အောင်ထားမလဲ clean and tidy နတန်ရှင်းတက်ရစွာထားရပါမယ်တဲ့ okay 3ကိုဆက်ကြည့်အောင် you mustn't bring ကဒီက mustn't ကဘာလုပ်လိုက်လဲတားမြစ်လိုက်ပြီ mustn't မင်းမယူလာသင့်ဘူးမယူလာရဘူး you mustn't bring ဘာလဲ yes f pets to school နော်တရိတ်ဆန်နေအိမ်မွေးတရိတ်ဆန်နေအကြောင်းကိုခေါ်မလာရပါဘူးတဲ့ okay for you can't wear လာပြီ can't မင်းဝတ်လို့မရပါဘူးဘာဝတ်လို့မရလဲ you can't wear a ဟုတ်တယ် short pants or short skirts to school နော်အတူအပြက်တွေအကြောင်းကိုဝတ်လာလို့မရပါဘူး5စက်ကြည့်ပါအောင် you must be must be ဖြစ်ရမယ်ဘာဖြစ်ရမှာလဲ on time for class ဟုတ်တယ်နော်အကြောင်းကိုအချိန်မှန်လာရမယ်အတန်းချိန်မှတ်မှန်လာရမှာပဲ6 you can't draw ဘာဖြစ်မလဲ yes မင်းဆွဲလို့မရပါဘူး။ဘာဆွဲလို့မရလဲ Pictures on the wall. You can't draw pictures on the wall. မင်းဘာလဲနေရန်ပေါ်မှာပုံတွေဆွဲလို့မရပါဘူးတဲ့။ကဲဆက်ကြည့်ပါအောင်။3 Choose the best modal verb and write the letters in the brackets. ဟာအဲ့တော့ modal verbs ဆရာတို့အခုနသင်ခဲ့တယ်။ဘာလဲဟိုနော်ဟို can တို့ may တို့အဲ့ဒါမလား။အဲ့ဒါတွေ mustn't တို့ cannot တို့နော်။ဒါတွေကို ပြန်သုံးပြီးတော့ကဆရာတို့ထည့်ကြည့်အောင် collect တယ်။ Okay, one, you blank be late again for class. Okay, a, B, C. a can, B, mustn't, C, must. Uh, you blank be late again for school. Out there. B, mustn't be late again for class. Okay, two, blank, I take a photograph of your lovely cat. A, must, B, can't, C, may. မသုံးမလဲ May I take very good see may I take a photograph of your lovely cat နော်မင်းရဲ့ချစ်စရာကောင်းတဲ့ကြောင်ကိုငါဘာလို့လုပ်ရမလဲ May I take a photograph နော်ဘာလို့တာလဲ asking permission သူခွင့်တောင်းတာဒါပုံကြိုက်လို့ရပါမလား Okay very good 3 you blank chew gum in class chew gum ပါလေ PK စားတာအဲ့တော့ A can B mustn't C must ကဲအဲ့တော့အတန်းထဲမှာ PK စားလို့ရတာလားမရဘူးလား မရဘူးအဲ့တော့ဘယ်လိုဖြစ်မလဲ b mustn't เนาะအခန်းထဲမှာ bk မစားသင့်ပါဘူး okay for blank i look at your photos okay မင်းရဲ့ပုံတွေကိုဘာလို့လုပ်ရမလဲ a can b mustn't c must a can i look at your photos ဗာလေ permission တောင်းတာမင်းရဲ့ပုံလေးတွေကိုငါကြည့်လို့ရမလား okay 5 set ကြည့်မယ်နော် okay stay right there you blank leave the classroom without my permission say right there main ma ni san ne no you blank leave the classroom without my permission nga ye khwin pyu che ma pa bae ne de atan o ba lo lo mya u le ah a may b must c can't ba le c can't နော်အဲ့တော့ငါရဲ့ခွင့်ပြုချက်မပါဘဲနဲ့မင်းအတန်းတွေကထွက်သွားလို့မရဘူး can't leave the classroom okay ကဲဒါဆိုရင် for ကိုကြည့်မယ် circle a b or c to indicate the correct sentence for each situation the first one is done for you တဲ့เนาะအဲ့တော့ဒီအချိန်နေမှန်နေကိုပြဖို့တွေ့ AB เนาะသို့မဟုတ် C ကိုဝိုင်းပြပါပထမဆုံးတစ်ခုကိုသင်တွေ့ဖော်ပြထားပါတယ်ကဲစရအောင် one you want to use your father's phone ကဲမင်းရဲ့အဖေဖုန်းကိုမင်းသုံးချင်တယ်တဲ့ A က dad တဲ့ you may use my phone အဖေကျွန်တော်ရဲ့တော့ဖုန်းကိုသုံးလို့ရပါတယ် B dad can i use your phone for a while အဖေရဲ့ဖုန်းကိုကျွန်တော်ခဏသုံးလို့ရမလား C must i use your phone dad must i use your phone dad ကဲအဲ့တော့ဘာသုံးလဲ you want to use your father's phone နော်မင်းရဲ့အဖေဖုန်းကိုသုံးချင်တယ် abc ဘာယူမလဲ b dad can i use your phone for a while အဖေအဖေရဲ့ဖုန်းကိုခဏလောက်သုံးလို့ရနိုင်မလား okay ကဲဒါဆိုဆက်ကြည့်ပါဦး2ကို2ကပါလဲ you give someone permission to use your compass ကဲမင်းရဲ့ compass ကိုသုံးဖို့အတွက်မင်းကဒါ permission ပေးလိုက်တယ်ကဲမင်းငါရဲ့ compass ကိုမင်းသုံးလို့ရပါတယ်အဲ့တော့ A ကပါလဲ may i use your compass please မင်းရဲ့ compass ဆိုတာခဏလောက်သုံးပြရစေ B you mustn't use my compass now မင်းအခုတော့ငါရဲ့ compass ကိုမင်းလုံးဝသုံးလို့မရပါဘူး C you can use my compass if you wish အဲ့တော့မင်းသုံးခြင်းလို့ရှင်ငါရဲ့ compass ကိုသုံးလို့ရပါတယ်။ကဲအဲ့တော့ you give someone permission to use your compass ။ကဲပေးသုံးတယ်ဆိုတော့ဘာယူမလဲ။ C you can use my compass if you wish မင်းသုံးချင်ရင်ငါရဲ့ compass ကိုမင်းယူသုံးလို့ရပါတယ်တဲ့ကဲ3ဆက်ကြည့်ပါအောင် it is necessary for you to learn from your mistakes ကဲအဲ့တော့ကိုယ့်ရဲ့အမှားတရားတွေကိုသင်ယူသင့်တယ်ပေါ့မင်းကမင်းရဲ့အမှားတရားနေပြီးတော့သင်ယူသင့်ပါတယ်တဲ့ကဲ a you must learn from your mistakes b you can't learn from your mistakes c you may learn from your mistakes ကဲအဲ့တော့အဲ့ထဲမှာဘာဖြစ်မလဲ necessary ဆိုတဲ့အတိတ်ပဲပါလိုကိုလိုအပ်တယ် mainly ကိုလေ့လာရမယ်ဆိုတဲ့ပုံအဲ့တော့ a you must learn from your mistakes ဘာလို့ must ကိုသုံးတာလဲ must ဒီလိုလိုအပ်တယ်နော်ဘာလို့ necessary လို့ပြောတာဟို necessary ကမင်းလုပ်ကိုလုပ်ရမယ်လိုလိုအပ်တယ်အဲ့တော့ must ပဲမေးသုံးလို့မရဘူးနော်အဲ့တော့ you must learn အဲ့လုပ်ကိုလုပ်ရမယ်ဆိုတဲ့ပုံမျိုးနော်ကဲဒါဆိုရင်4ကိုဆက်ကြည့်ပါကဲ4မှာဘာပြောထားတယ်လဲ your teacher tells you not to wear a hat in class အမင်းဆရာမင်းပြောတယ်တဲ့เนาะចောင်းကန်းနဲ့ကို head မဝေးရအောင်အုပ်ထုပ်မဝေးရအောင်ဦးတဲ့ A you may wear a hat in class မင်းเนาะအုပ်ထုပ်ဝေးလို့ရတယ်တဲ့အတန်းထဲမှာ B you can't wear a hat in class เนาะအဲ့တော့မင်းအုပ်ထုပ်ဝေးလို့မရဘူးခန်းထဲမှာ C can i wear a hat please C ရပါလေကျွန်တော်အုပ်ထုပ်ဝေးလို့ရလားတဲ့ကဲအဲ့တော့သူကဘာပြော your teacher tells you တဲ့ not to wear a hat in class မင်းဝေးလို့မရဘူးလို့ပြောတဲ့အတွက်ကြောင့်အဲ့ဒါဘာဖြစ်မလဲ B you can wear a hat in class เนาะဆရာမအဲ့လိုပြောမှာဗောမင်းအုတ်ထုတ်ဝတ်လို့မရဘူးခန်းထဲမှာဟုတ်ပြီ5 okay you ask someone for permission to borrow his umbrella ကဲမင်းကလူတစ်ယောက်ယောက်ကိုသွားပြီးတော့ဘာလုပ်လဲ permission ခွင့်ပြုချက်သွားတောင်းတယ် to borrow his umbrella เนาะထီလေး၅ပါကဲအဲ့တော့ထီလေး၅ပါဘယ်လိုသွားပြီးတောင်းမလဲ A may i borrow your umbrella please ထီလေး၅ပါစေ B can i lend you my umbrella ငါရဲ့ထီကိုမင်းကိုငှားရမလားတဲ့ C you can use my umbrella if you wish မင်းငါရဲ့ဒီကိုသုံးချင်သုံးလို့ရတယ်အခုကကိုကဘာလုပ်တာသူများစီသွားငှားတာဖြစ်တဲ့အတွက်ဘယ်လိုဖြစ်မလဲ a may i borrow your umbrella please မင်းရဲ့เนาะအထီးလေးကျေးဇူးပြုပေးငါ့ကိုငါပါ okay 60အောင် someone stops you from wearing shoes on the sacred ground of a pagoda sacred ground ဆိုတာပါလေအထွတ်မြတ်ထားရတာ sacred เนาะအဲ့တော့ pagoda ဆိုတာဘုရားရဲ့เนาะအထွတ်မြတ်ထားရတဲ့ဘုရားရဲ့เนาะဒါ ရောက်တဲ့အခါမှာဒါရုသမီးတို့ဒီဖဏန်ချွတ်ရတယ်ဆိုတော့ someone stop you တရားရောက်ကမင်းကြတယ်မင်းမဝေ့ရဘူးနော်ဒီလောက်အထွတ်မြတ်ထားရတဲ့ sacred ground of a pagoda မှာမင်းမဝေ့ရဘူးနော်တရားကတားမြစ်တယ်အဲ့တော့ဘလို့တားမြစ်မလဲအေး you must wear shoes on the sacred ground of a pagoda မင်း sacred ground of the pagoda နော်ဒီဘုရားပေါ်မှာမင်းဖဏန်ဝတ်သက်နေတဲ့အေးက b can i wear shoes on the sacred ground of a pagoda ကျွန်တော်ဒီဘုရားပေါ်မှာဝတ်လို့ရမလားတဲ့ See you mustn't wear shoes on the sacred ground of a pagoda ဘာဖြစ်မလဲစီပဲပေါ့ဟော you mustn't wear so someone stops ဆိုတော့တဲရောက်ကတားလာမင်းမဝတ်ရဘူးလို့ပြောတဲ့အတွက်ကြောင့် you mustn't မင်းဝတ်ကိုမဝတ်ရဘူး wear shoes on the sacred ground of a pagoda ဒါဆိုရင်စီဖြစ်ပါတယ်အဲ့တော့ဒီလိုကြီးဒါဆိုရင်ဆရာတို့ဒီသင်ခန်းစာမှာပါဠိလိုလေ့လာခဲ့လေဆိုတော့ grammar အနေနဲ့ဆရာတို့က model verb တွေကိုလေ့လာခဲ့เนาะ model verb တွေထဲမှာဆရာတို့ကခုန can နဲ့ may နဲ့ဘယ်လိုသုံးမလဲနောက်တော့ပါလဲ can't ရယ် mustn't ရယ်ဘယ်နေရာမှာသုံးမလဲဆိုတာသိအဲ့တော့အဓိကအဖြစ် can နဲ့ may ရတော့ဆရာတို့ကဘယ်နေရာနေရာမှာသုံးလဲဆိုရင်နည်းနည်းရရှိတယ်ဗာလဲ permission တောင်းတဲ့အခါမှာခွင့်ပြုချက်တောင်းတဲ့အခါမှာ can နဲ့ may နဲ့ကိုသုံးပြီးတောင်းတယ်အဲ့လိုပဲ permission ပြန်ပေးတယ်မင်းဒါလေးကိုသုံးလို့ရပဲဒါလေးကိုလုပ်လို့ရပါတယ်အဲ့လိုဆိုတဲ့အခါမှာဆရာတို့ကဗာလဲ can နဲ့ may နဲ့ကိုသုံးပြီး permission ပေးလို့ရတယ်เนาะနောက်ဥနာ can နဲ့ mustn't နာကြတော့သူကငင်းတဲ့ဘက်ကိုရောက်သွားပြီငင်းတာမှာသူကဒါကိုမလုပ်တတ်ပါဘူးเนาะ လုပ်ရပါဘူး။နော်အဲ့လိုမျိုးငင်းတာ။ You can't do it. You mustn't do it. လုပ်ကိုမလုပ်သင့်ပါဘူး။အဲ့လိုမျိုးသူကတခုတားမြစ်ထားတဲ့အရာလို့ခေါ်တယ်။နော်။လုပ်တာတော့ရိုးရိုးမလုပ်တာမဟုတ်သူကတားမြစ်ထားတာလုံးဝမလုပ်သင့်ဘူး။အဲ့မှာနော် You mustn't swim in the lake. ဥပမာအဖြစ်ဒီ lake ထဲမှာမင်းမကူးသင့်ဘူးလုံးဝမကူးသင့်ဘူး။ You can't swim in the lake. ဒီလိပ်ထဲမှာမင်းရေကူးလို့လုံးဝမရပါဘူးအဲ့လိုမျိုး prohibit ဆိုတာပါလေတားမြစ်ထားတဲ့အရာတွေသုံးလို့ရှိရင် must နဲ့ can နဲ့ကိုသုံးလို့ရတယ်เนาะအဲ့ဒါသားရသမီးတွေကဒီသင်ခန်းစာမှာ must နဲ့ can နဲ့ဘယ်မှာသုံးလဲ must နဲ့ can နဲ့ဘယ်မှာသုံးလဲဆိုတာကိုလေ့လာတွေ့ရှိခဲ့ပြီးဖြစ်တယ်ဒါရင်းနဲ့ပတ်သက်လို့လေ့ကျင့်ခန်းလေးလည်းလုပ်ပြီးပြီအဲ့တော့သားရသမီးတွေကဒီ model verb လေးနဲ့ပတ်သက်လို့နောက်တစ်ခါထပ်ပြီးတော့ကောင်းထဲမှာဆွဲတာအောင်မှတ်ကြပါ ကဲဒါဆိုဒါတို့သမီးတို့ရေဒီကဆရာတို့တင်သွားတဲ့ lesson လေးက unit 11ရဲ့ lesson 3ဖြစ်တဲ့ must or can ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်တယ်เนาะဒါဆိုဒါတို့သမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးရောဆုံးရပါမယ်အားလုံးကျေးဇူးတင်ပါတယ်